လူရှင်များလင်းတကွဓမ္မမိတ်ဆွေများအားအနုမောဒနာတရားအနေဖြင့်ဒိဋ္ဌိအကြောင်းကိုဟောကြားပေးမှာဖြစ်ပါလေဘိဓမ္မာထဲမှာအကုသိုလ်တရားအုပ်စုတွေကိုပေါ်ပြထားတာဟောကြားထားတာရှိတယ်အဲ့ဒီအကုသိုလ်အုပ်စုတွေထဲမှာ ိဋ္ဌိဆိုတဲ့တရားတစ်ခုလည်းအပါဝင်ဖြစ်တယ်ပေါ့မြမလို့ပြောရင်အယူမှားခြင်းလို့ဆိုနိုင်တယ်ဒိဋ္ဌိအယူမှားခြင်းအယူမှားတဲ့အတွက်ကြောင့်တတ္တဝါတွေဟာအကုသိုလ်တွေလုပ်ဖြစ်ကြတယ်ကုသိုလ်တွေကို ချောင်ချားကြတယ်ပေါ့။ဒါကြောင့်ဒီဒိဋ္ဌိလို့ခေါ်တဲ့တရားသဘောကိုအကုသို့အုပ်စုထဲမှာထည့်ထားခြင်းဖြစ်တယ်။အဲ့တော့ဒိဋ္ဌိအယူမှချင်းဆိုတာဘာလဲ။မရှိတာကိုရှိတယ်လို့ထင်တာ။နံပါတ်1နော်။မရှိတာကိုရှိတယ်လို့ထင်တာဟာ ဲ့ဒါဒိဋ္ဌိအယူမှခြင်းပဲမရှိတာကိုရှိတယ်ထင်တယ်ဆိုတာဘာလဲတတဝါတွေရဲ့တန်တန်မှာဝိညာဉ်ကောင်းဆိုတာမရှိဘူးလက်ပြာကောင်းအသက်ကောင်းဆိုတာမရှိဘူးဘာပဲရှိလဲရုပ်သဘောနဲ့နာမ်သဘောလို့သဘောတရားနှစ်ခုပဲရှိတယ်ရုပ်သဘောနာမ်သဘော ်ဘော်ဒီနဲ့မိုင်းပေါ့နော်ဒါပေမဲ့ဒီရုပ်ကိုသို့မဟုတ်နာမ်ကိုဝိညာဉ်ကောင်လက်ပြကောင်အသက်ကောင်လို့ဆွဲလန်းထင်မှတ်နေကြတယ်အဲ့ဒါမိစ္ဆာဒိဋ္ဌိပဲအယူမှချင်းပဲပေါ့ဝိညာဉ်ကောင်ဆိုတာမရှိဘဲနဲ့ရှိတယ်လို့ထင်တယ် လိပ်ပြာကောင်းအသက်ကောင်းဆိုတာမရှိဘဲနဲ့ရှိတယ်လို့ထင်တယ်အဲ့ဒါဒိဋ္ဌိပဲမရှိတာကို အရှိထင်တာဒိဋ္ဌိပဲမြန်မာလူမျိုးတချို့တောင်မှဗုဒ္ဓဘာသာလို့ပြောပြီးမှတတဝါတွေရဲ့တန်တမှာလိပ်ပြာကောင်းအသက်ကောင်းဆိုတာရှိတယ်လို့ထင်နေတယ်လိပ်ပြာကောင်းအသက်ကောင်းရှိတယ်လို့ထင်တယ် ဲ့ဒီလက်ပြကောင်အသက်ကောင်ရှိတယ်လို့ထင်နေရင်းဒီဒါဒိဋ္ဌိတမျိုးပဲပေါ့အတ္တဒိဋ္ဌိလို့ခေါ်တယ်ဒါကြောင့်မြန်မာလူမျိုးတွေသိလို့ရှိရင်ပြောကြတယ်လေဝိညာဉ်ထွက်သွားပြီလက်ပြထွက်သွားပြီလို့ပြောကြတယ်တချို့ဆိုလို့ရှိရင်အမေနဲ့သားအမေနဲ့သမီးကိုလက်ပြခွဲတယ်လို့တော့လောက်ကြသေးတာပဲလေ အဲ့ဒါတွေဟာဒိဋ္ဌိပဲပေါ့မိစ္ဆာအယူပဲမရှိတာကိုရှိတယ်ထင်နေတာလိပ်ပြာကောင်းမရှိပါပဲနဲ့ရှိတယ်ထင်ပြီးတော့လိပ်ပြာခွဲတယ်ဆိုတော့လွဲမာတဲ့အယူတွေလောက်ကြတယ်ပေါ့မြန်မာလူမျိုးတွေမားနေကြတယ်နော်အတ္တဒိဋ္ဌိမိစ္ဆာအယူကိုဆွဲလန်းနေကြတယ်ဟောတည်တဲ့အခါမှာ ဒီခန္ဓာကိုယ်ကနေလက်ပြကောင်ကထွက်သွားတယ်အသက်ကောင်ထွက်သွားတယ်ဝိညာဉ်ကောင်ထွက်သွားတယ်ပြီးရင်ဒီအိမ်မှာခဏရနေသေးတယ်လို့ထင်နေတယ်လက်ပြကောင်အသက်ကောင်ဝိညာဉ်ကောင်ဒီခန္ဓာကိုယ်ကခွာသွားတယ်ထွက်သွားတယ်အိမ်မှာခဏရနေတယ်ခဏရပြေးမှာတပိတ်တော့ရက်လေဆုံးဆိုပြီးတော့ကတ်ကြတယ်ပေါ့ရက်လေဆုံးကတ်တာကကောင်းပေမဲ့ ဝိညာဉ်ကောင်ရှိတယ်လက်ပြာကောင်ရှိတယ်အသက်ကောင်ရှိတယ်လို့ယူဆနေခြင်းသည်မှန်ကန်တဲ့အယူမဟုတ်ဘူးအဲ့ဒါမရှိတာကို အရှိလို့ထင်တဲ့ဒိဋ္ဌိတစ်မျိုးသာဖြစ်တယ်ပေါ့နော်နောက်တစ်ခါဖန်ဆင်းခြင်းဆိုတာမရှိဘူးဒီတတ္တဝါတွေကိုဖန်ဆင်းတဲ့တကိုးခြင်းဘုရားသခင်ဆိုတာမရှိဘူး မရှိတာကိုတတ္တဝါတွေကဘာထင်လဲအရှိထင်နေတယ်ဒီတတ္တဝါတွေကိုဖန်ဆင်းတဲ့တကူရှင်ဆိုတာရှိတယ်တတ္တဝါတွေကိုဖန်ဆင်းတဲ့ဖယားသခင်ဖယားရှင်ဆိုတာရှိတယ်လို့ထင်နေတယ်အယူမှားနေတယ်ဒါကြောင့်မရှိတာကိုရှိတယ်လို့ထင်နေခြင်းသည်ဒိဋ္ဌိအယူမှားခြင်းတစ်မျိုးပဲပေါ့နော်ဝိညာဉ်ကောင်လိပ်ပြာကောင်ဆိုတာမရှိဘူးဖန်ဆင်းခြင်းတကူရှင် တတဝါတွေကိုဖန်ဆင်းတဲ့တကူရှင်ဆိုတာမရှိဘူးအဲ့ဒါကိုအရှိထင်းနေဒိဋ္ဌိတစ်မျိုးပဲပေါ့နောက်နံပါတ်2ရှိတာကိုမရှိထင်တယ်အဲ့ဒါလည်းအယူမှားခြင်းဒိဋ္ဌိတစ်မျိုးပဲပေါ့ရှိတယ်အဲ့ဒါကိုမရှိဘူးထင်တယ်ကောင်းတာလုပ်ရင်ကုသိုလ်ကံမကောင်းတာလုပ်ရင်အကုသိုလ်ကံကံဆိုတာရှိတယ် နော်ကောင်းတာနေလောက်ကြတယ်အဲ့ဒါကုသိုလ်ကံပဲပေါ့မကောင်းတာနေလောက်ကြတယ်မကောင်းတာနေပြောကြတယ်အဲ့ဒါအကုသိုလ်ကံပဲပေါ့ဒါပေမဲ့အဲ့ဒီအကုသိုလ်ကံကုသိုလ်ကံကိုရှိပါရဲ့သားနဲ့မရှိဘူးလို့ထင်နေတယ်အဲ့ဒါဒိဋ္ဌိအယူမှချင်းတမျိုးပဲပေါ့ကောင်းတာလုပ်ရင်ကောင်းကျိုးရတယ်လို့နော်မကောင်းတာလုပ်ရင်မကောင်းကျိုးရတယ်လို့ ဘုရားဆရာရှိတဲ့သူတော်ကောင်းတွေဟောတယ်။ကံကံရဲ့အကျိုးပေါ့နော်။ကံရဲ့အကျိုးဆိုတာရှိတယ်။အဲ့ဒါကိုမရှိဘူးလို့ထင်နေတယ်။မရှိဘူးလို့ယူဆတယ်။အဲ့ဒါဒိဋ္ဌိအယူမှားခြင်းတစ်မျိုးပဲပေါ့။နောက်တစ်ခါတတဝါတွေဟာတည်သွားရင်နောက်ဘဝဆိုတာရှိတယ်။တည်သွားတဲ့အခါမှာငရဲ့ ရောက်နိုင်တယ်တရိစ္ဆာန်ဖြစ်နိုင်တယ်ပိတ္တာဖြစ်နိုင်တယ်လူပြန်ဖြစ်နိုင်တယ်နတ်ပြန်ဖြစ်နိုင်တယ်နတ်ဖြစ်နိုင်တယ်ဒီလိုဘဝတွင်ရှိတယ်ဒါကိုမရှိဘူးလို့ယူဆတာသိပြီးရင်ပြီးပြီဘာမှမရှိဘူးနောက်ဘဝဆိုတာမရှိဘူးတမလွန်ဘဝဆိုတာမရှိဘူးလို့အဲ့လိုထင်မှတ်နေခြင်းယူဆနေခြင်းဒီဒိဋ္ဌိအယူမှားခြင်းတစ်မျိုးပဲပေါ့နောက်ဒုက္ခအာလုံးခြုံငိမ့်ရာဖြစ်တဲ့နိဗ္ဗာန်ဆိုတာရှိတယ်ယုံနဲ့အာလုံးရဲ့ခြုံငိမ့်ရာနိဗ္ဗာန်ဆိုတာရှိတယ် ဒါပေမဲ့အဲ့နိဗ္ဗာန်ကိုမရှိဘူးလို့ထင်နေတယ်မရှိဘူးလို့ယူဆတယ်ဆိုတာဒိဋ္ဌိပဲပေါ့အဲ့တော့အရှိကိုမရှိလို့ထင်တာဒီဒိဋ္ဌိပဲပေါ့ကုသိုလ်ကံအကုသိုလ်ကံဆိုတာရှိတယ်ကံရဲ့အကျိုးဆိုတာရှိတယ်တမလွန်ဘဝဆိုတာရှိတယ်ဒုက္ခရဲ့ချုပ်ငင်းရာနိဗ္ဗာန်ဆိုတာရှိတယ်အဲ့ရှိတာကိုမရှိဘူးလို့ထင်နေခြင်းဒီဒိဋ္ဌိနော်အယူမှားနေခြင်းတစ်မျိုးဖြစ်တယ်ပေါ့ ။နောက်နံပါတ်3မဟုတ်တာကိုဟုတ်တယ်လို့ထင်တယ်။မဟုတ်တာကိုဟုတ်တယ်လို့ထင်တာလဲဒိဋ္ဌိအယူမှားခြင်းတစ်မျိုးပဲ။မဟုတ်တာဆိုတာကဘုရားနဲ့တက်တုံးကတတဝါတွေဟာစိတ်ထဲရှိရာလောက်ကြတယ်။ကုသကံအကုသကံကိုမသိဘူး။တန္တရာဝဇ္ဇေကလွတ်မြောက်ကြောင်းဝိပဿနာအကျင့်တွေကိုမသိဘူး။ မသိတော့ကောင်းမဲ့ထင်တာတွေကိုစိတ်ကူးရင်ပြီးလောက်ကြတယ်။ဘာလို့တလဲ။ရစ်ပူစော်တယ်။ကျွဲတွေတက်ပြီးရစ်ပူစော်တယ်၊နွားတွေတက်ပြီးရစ်ပူစော်တယ်။တချို့ဆိုရင်လူတွေတက်ပြီးတော့ရစ်ပူစော်တာရှိသေးတယ်။အဲ့လိုကျွဲတွေစိတ်တွေနွားတွေတိုးတွေလူတွေကိုတက်ဖြတ်ပြီးတော့ရစ်ပူစော်ရင်ကုသိုလ်ရတယ်လို့ထင်နေကြတယ် ဒါမဟုတ်တာကို ဟုတ်တယ်လို့ထင်နေတာနော်လူသက်လို့ဘယ်လိုလို့ကုသိုလ်ရမှာတော့ဒီကြွေးကြွေးတွေနွားတွေစိတ်တွေတိုးတွေကိုကြက်တွေဝက်တွေကိုတက်လို့ဘယ်လိုလို့ကုသိုလ်ရမှာတော့အဲ့ဒါကိုကုသိုလ်ရတယ်လို့ထင်နေရင်အဲ့ဒါမဟုတ်တာကို ဟုတ်တယ်လို့ထင်နေတာပဲဒါဘုရားတဲ့ထက်ကရှိတယ်နော်ဒီနေ့ခေတ်တော်တချို့ဒေသတွေမှာရှိသေးတယ်ရစ်ပူဇော်တယ်ဆိုတာ เนาะအဲကြောင့်မဟုတ်တာကို ဟုတ်တယ်လို့ထင်နေတာဆိုတော့မြန်မာလူမျိုးတချို့တောင်မှအလွန်ဘ ഹു တုဒ္ဒနဲတဲ့ပုဂ္ဂိုလ်တွေသူတို့ဘာအသက်ကိုတက်ပြီးတော့ကုသိုလ်လုပ်တာကုသိုလ်ရတယ်သူတို့ဘာအသက်ကိုတက်တာကိုကုသိုလ်ရတယ်ထင်နေတာဒီလိုရှိတယ်ဥပမာအခုကာလဒီကထိန်ကာလနော်ဥကထိန်မနေ့အာပြီးသွားပြီတစောင်းမုံလာပြေနေ့ ဒါဗုဒ္ဓဘာသာမှာကထိန်ခင်းခွင်းရှိတဲ့နောက်ဆုံးနေ့ပဲဇောင်းမုံလာပြည့်နေ့ဆိုတာအဲ့တော့ကထိန်ကာလမှာတုန်းကကျုပ်နေဒီမှာအလှပွဲတွေအကြီးအကျယ်လုပ်တယ်အဲ့တော့အကောင်တွေတက်တယ်ကျက်တွေတက်တယ်ဝတ်တွေတက်ကျွေးမွေးအခမ်းဖို့အတွက်အဲ့တော့ကျွေးမွေးအခမ်းဖို့အတွက်ကို ကျွဲတတ်ဝတ်တတ်တာနွားတတ်တာဒီစိတ်တွေတတ်တယ်ဝတ်တွေတတ်တယ်အဲ့ဒါကိုတချို့ကကုသိုလ်လိုထင်နေကြတာရှိတယ်နော်သူတစ်ပါးအသက်ကိုတတ်တာကဘာအတွက်ပဲတတ်တတ်အကုသိုလ်ပဲနောက်မှသူ့သူကျွေးမွေးအခန္ဓာကကုသိုလ်ရာကောင်းရလိမ့်မယ်စိတ်ထားတတ်ရင်ပေါ့နော်အဲ့တော့ကျွေးမွေးအခန္ဓာကတော့ကုသိုလ်ဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့တတ်တတ်ဟာတော့ကုသိုလ်မဟုတ်ဘူး ဝတ်တွေကိုတတ်တယ်ချက်တွေကိုတတ်တယ်နွားတွေကိုတတ်မယ်စိတ်တွေတတ်မယ်သိုးတွေတတ်မယ်အဲ့ဒါကုသိုလ်မဟုတ်ဘူးအဲ့တပ်ဖြတ်တာကအကုသိုလ်သားဖြစ်တယ်ပေါ့အဲ့တော့တချို့မြန်မာလူမျိုးတွေရဲ့အလူဓာဏသည်ကုသိုလ်နဲ့အကုသိုလ်ရောနေတယ်ပေါ့တတ်တာကအကုသိုလ်လှူတာကကုသိုလ်အကုသိုလ်နဲ့ကုသိုလ်ဟာရောနေတယ်မစင်ကြယ်ဘူးလို့ဆိုရမှာဖြစ်တယ်။အကြွေမြ ဲ့လိုတတ်တာကိုအကုသိုလ်လို့မထင်ဘဲနဲ့ကုသိုလ်လို့ယူဆနေတယ်ဆိုရင်အဲ့ဒါမဟုတ်တာကိုဟုတ်တယ်လို့ထင်နေတာပဲကုသိုလ်မဟုတ်ဘူးကုသိုလ်မဟုတ်တာကိုကုသိုလ်ဟုတ်တယ်လို့ထင်နေတာအဲ့ဒါဒိဋ္ဌိအယူမှားခြင်းတစ်မျိုးပဲပေါ့နောက်တချို့ဘုရားတစ်ချက်တုန်းကရေးတဲ့အစင်းမဆိုင်တာအလွန်အေးတဲ့ယာတိတွေမှာ ရေရှိုးတယ်ရေစိမ့်တယ်အကုသိုလ်တွေစင်ကြအောင်လို့တဲ့နော်ရေရှိုးရင်ကုသိုလ်တွေရပြီးတော့အကုသိုလ်တွေစင်ကြတယ်လို့ထင်နေတယ်တချို့ကလည်းຫນွေခေါင်ခေါင်ကြီးမှာမီးပုံကြီးတွေဖိုးပြီးတော့အဲမီးပုံကြားထဲမှာသွားထိုင်နေတာအကုသိုလ်တွေကိုမိခင်တာတဲ့အကုသိုလ်တွေလောင်ကျွမ်းသွားစေချင်တာပေါ့ဆိုတော့အကုသိုလ်တွေကိုရေချိုးလိုက်လို့မပြောက်ဘူးလေ အကုသိုလ်တွေကိုမိခင်လိုက်လို့မပြောက်ဘူးလေအဲ့ဒါမဟုတ်တာတွေကိုအဟုတ်ကြီးထင်းနေတာဟာဒိဋ္ဌိပဲပေါ့ဘုရားတဲ့တုန်းကပုံနာလို့ခေါ်တဲ့ဂျုံမတူရေချိုးစိတ်ကန်းကိုတွားပြီးတော့ရေသွားခတ်တယ်အဲ့ဒီမှာပုံနာကြီးတူကမနေ့စောစောစီစီအလွန်အေးတဲ့ဆောင်းရာတီမနေ့စောစောစီစီမှာရေချိုးနေတယ် ရေထဲမှာငုတ်လိုက်ပေါ်လိုက်ငုတ်လိုက်ပေါ်လိုက်လှုပ်နေအဲ့နဂျုံမကပုံနာကြီးကိုမေ့တယ်ပုံနာကြီးအဲ့လောက်အေးတဲ့ရာသီကြီးမှာအစောကြီးရေထဲဆင်းဘာလို့စိမ့်နေတာတော့ငါမကောင်းမှုတွေမျောသွားအောင်လို့အခုလိုမနဲ့စောစောစီအေးတဲ့ရာသီမှာရေထဲမှာဆင်းစိမ့်လို့ရှိရင်ငါလှုပ်ထားတဲ့အာကုတ္တတွေအလုံးဟာရေနဲ့မျောသွားမှာတဲ့ အကုသိုလ်တွေကိုရေနဲ့မျောစေခြင်းလို့ရေတဲ့ ုသူသားမကကုသူလည်းမျိုးရမှာပေါ့ဉာဏ်ရှိတယ်နော်ရေးတဲ့စိမ့်စိမ့်လို့အကုသူတွေမျိုးပါသွားမယ်ဆိုရင်ကုသူတွေကတော့မမျိုးနိုင်ဘူးလားပုံတိုင်းပြေဝေသွားတယ်နော်အကုသူတွေမျိုးရင်ကုသူတွေလည်းမျိုးရမှာပေါ့နောက်ဒီမှာရေးတဲ့မှာငားတွေရှိတယ်ဒီငားတွေကအမြဲတမ်းရေထဲမှာနေတာဒီငားတွေကရောလက်တွေကရော တို့ကအမြဲတမ်းကုသိုလ်တွေဖြစ်နေတော့မှလားရေထဲမှာအမြဲတမ်းစိမ့်နေတာဆိုတော့ဒီငားတွေလက်တွေမှာရောအကုသိုလ်ကင်းပြီလားနော်ဉာဏ်ရှိတယ်နော်ဒါကြောင့်ဦးဇင်းတို့စဉ်းစားပါနော်စဉ်းစားပါသူများရဲ့ပါဇက်ပြားမှာလမ်းမဆုံးစေရဘူးတရားတွေများများနာစာတွေများများဖတ်စဉ်းစားပါသုံးသပ်ပါဖခင်ဘလို့ဟောခဲ့တယ်လေ မူရင်းလိုက်ကြပါနော်ဘယ်ပုဂ္ဂိုလ်တွေဘလို့ဟောဟောဘလို့ပြောပြောဖယားဟောကိုလိုက်ကြပါမြတ်စွာဘုရားဘလို့မှာခဲ့လဲဘုရားဘလို့ဟောခဲ့တယ်လေးလာပါသုံးသပ်ပါအေးကောင်းပြီအဲ့တော့အဲ့လိုရေထဲကိုစင်းစိန်နေတာကိုအကုသိုလ်တွေစင်ကြဲသွားတယ်ကုသိုလ်တွေရတယ်လို့မဟုတ်တာကိုအဟုတ်ထင်းနေတာဒီ ဒိဋ္ဌိအယူမှားခြင်းတစ်မျိုးပဲပေါ့နောက်တချို့ဆိုလို့ရှိရင်ခွေးလိုကျင့်တယ်နွားလိုကျင့်တယ်စားရင်လည်း၄ဘက်ထောက်ပြီးတော့စားတယ်နော်ခွေးလိုစားတယ်၄ဘက်ထောက်ပြီးတော့အဲ့ရင်လည်းခွေးလိုပဲခွေးခွေးလေးအိတ်တယ်အဲ့တော့ခွေးအကျင့်ကျင့်တယ်လို့ခေါ်တယ်နွားအကျင့်ကျင့်တယ်ခေါ်တယ်အဲ့လိုခွေးအကျင့်နွားအကျင့်တွေကျင့်တာကိုတိလေသာစင်ကြဲကြောင်းအကျင့်လို့ထင်နေတယ်နိဗ္ဗာန်ရောက်ကြောင်းအကျင့်လို့ထင်နေတယ် တော့မဟုတ်တာကိုအဟုတ်ထင်နေခြင်းသည်ဒိဋ္ဌိအယူမှားခြင်းတစ်မျိုးပဲပေါ့နောက်တစ်ခါဟုတ်တာကိုကြတော့မဟုတ်ဘူးထင်နေတယ်ဟုတ်တာဆိုတာကဒါနလုပ်တယ်ဟာဟုတ်တယ်ကိလေသာကင်းချောင်းပါရမီဖြစ်ချောင်းကုသိုလ်ရာချောင်းအလုပ်တွေဖြစ်တယ်ပေါ့ဒါနအလုပ်သီလအလုပ်ဘာဝနာအလုပ်သန္တနာဝစီကလွတ်မြောက်ချောင်း ကုသိုလ်ရာကြောင်းဖြစ်တဲ့ဒီဒါနအလုပ်သီလအလုပ်ဘာဝနာအလုပ်တွေကိုမဟုတ်ဘူးเนาะဒါတွေဟာတန်တရာဝစင်းရဲ့လုပ်မဲ့ကြောင့်မဟုတ်ဘူးကုသိုလ်မရဘူးလို့ထင်နေကြတယ်အဲ့ဒါဒိဋ္ဌိအယူမှားခြင်းပဲပေါ့အဲ့တော့တကယ်ဟုတ်တာကိုကြတော့မဟုတ်ဘူးထင်နေတယ်မဟုတ်တာကိုကြတော့အဟုတ်ကြီးထင်နေတယ်မရှိတာကိုကြတော့အရှိထင်တယ်ရှိတာကိုကြတော့မရှိဘူးထင်တယ်အဲ့ဒါဒိဋ္ဌိအယူမှားခြင်းပဲလို့ခေါ်တယ် တော့ဒါတောင်မြို့မာကရုံဆရာတော်ဘုရားကြီးရဲ့ကိုကျင့်အဘိဓမ္မာထဲမှာလောကလူသားတွေအလွယ်တကူနားလည်နိုင်စေဖို့ဆရာတော်ဘုရားကြီးကရှင်းပြထားတဲ့အချက်တွေဖြစ်ပါတယ်အဲ့တော့ဒိဋ္ဌိကစာပေကျမ်းဂန်ထဲမှာ62မျိုးဆိုပြီးတော့ဒိဋ္ဌိဖြစ်ပုံတွေကိုဟောထားတာရှိတယ်အနည်းချက်အားဖြင့်ဒီလေးမျိုးမှတ်နိုင်တယ်မရှိတာကိုရှိတယ်လို့ထင်တယ်ဘာမရှိဘူးလဲဝိညာဉ်ကောင်လက်ပြကောင်အသက်ကောင်ဆိုတာမရှိဘူး ဖန်ဆင်းခြင်းဆိုတာမရှိဘူး။ဒါကိုအရှိထင်တယ်။နောက်ရှိတာကိုကြတော့မရှိဘူးထင်တယ်။ကံဆိုတာရှိတယ်၊ကံရဲ့အကျိုးဆိုတာရှိတယ်။ယုံနယ်တို့ရဲ့ခြုံငိမ့်ရာနိဗ္ဗာန်ဆိုတာရှိတယ်၊တမလွန်ဆိုတာရှိတယ်။အဲ့ဒါကိုမရှိဘူးထင်တယ်။နောက်ဟုတ်တာကိုမဟုတ်ဘူးထင်တယ်၊မဟုတ်တာကိုဟုတ်တယ်ထင်တယ်။လွဲမှားနေတဲ့အကျင့်တွေလောက်ရက်တွေကိုကုသိုလ်ရတဲ့အလုပ်တန်တရာဝဆင်းကလွတ်မြောက်တဲ့အလုပ်လို့ထင်နေတယ်။ နော်ဟုတ်တာကိုကြတော့မဟုတ်ဘူးထင်တယ်တကယ်တကယ်ကုသိုလ်ရကြောင်းအကျင့်တန်တရာဝဆင်းကတို့မြတ်ကြောင်းအကျင့်တွေကိုနော်အဲ့ဒါမဟုတ်ဘူးလို့ထင်နေတယ်မြမလူမျိုးတွေရှိသေးတယ်ကထိန်ကာလမှာစုညံစုညံစုညံနဲ့ပွဲတွေလုပ်ကြတယ်ကုသိုလ်ရတယ်ထင်နေတာဖျားပွဲလုပ်တယ်နော်ဖျားဝန်ထဲမှာစုညံစုညံနဲ့ကုသိုလ်ရတယ်ထင်နေတယ်အဲ့တော့ဇက်ပွဲတွေအငိမ့်ပွဲတွေငားရမ်းပြီးတော့ ကျင်းပါတယ်အဲ့ဒါကိုကုလို့ရတယ်ထင်းနေတယ်နော်မဟုတ်တာကိုအဟုတ်ကြီးထင်းနေလားနော်အဲ့တော့ပိဋကတ်သုံးပုံထဲမှာအဲ့လိုပွဲလန်းတဲ့ပင်လူတန်းချင်းတွေကုလို့ရတယ်လို့ရှိကိုမရှိတာဘုရားမဟောပါဘူးဘယ်ကျမ်းထဲမှာမလာဘူးနော်ပွဲလန်းတဲ့ပင်လူတန်းချင်းတွေကုသိုလ်လို့ဘယ်ပိဋကတ်ထဲမှာမရှိဘူးအဲ့တော့မဟုတ်တာကိုအဟုတ်ကြီးထင်းနေကြတယ်ပေါ့ ညဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအနေနဲ့ဖယားကိုအကြောင်းပြုတန်ခါကိုအကြောင်းပြုပွဲနဲ့တပင်မလုံးရဘူးအစိုးအငိုတွေနဲ့အိုးစီဘုံမောင်းတွေနဲ့ဒီနေ့ခေတ်ဆိုတော့လော်တွေနဲ့စပီကာတွေနဲ့ဗောက်တွေနဲ့နော်စုံညာစုံညာလုံနေခြင်းပြီးဖယားကိုပူဇော်တာမဟုတ်ဘူးတရားကိုပူဇော်တာမဟုတ်ဘူးတန်ခါကိုပူဇော်တာမဟုတ်ဘူးတကယ်တော့သာသနာဖြတ်ကျောင်းနေတာဖြစ်တယ်ပေါ့အဲကြောင့် ိမိတို့ကသာသနာဖြတ်ဖို့ရည်ရွယ်ချက်မရှိတော့လဲစင်ရှင်တော်တရားနဲပါတဲ့အတွက်ကြောင့်မိမိတို့လုံးရသည်သာသနာဖြတ်ကြောင်းအလုပ်တွေဖြစ်နေတယ်တဒါနော်ရှိပေမဲ့ပညာမရှိကြဘူးပေါ့သာသနာကိုကြည်ညိုတဲ့တရားတွေရှိကြပြီပဲဉာဏ်ပညာမရှိတော့လုံသိင်မလုံသိင်အဆိုင်မအဆိုင်ကုသိုလ်ရ ayi မရ ayi မစင်းစားနိုင်ကြဘူးပေါ့ နော်အကြောင်းဘုရားအကြောင်းပြုတန်ခါအကြောင်းပြုပွဲလန်းသဘင်တွေပြုမှုခြင်းဒီကုသိုလ်ရာကြောင်းအလုံးမဟုတ်ဘူးနော်အဲ့ဒါမဟုတ်တာကိုအချို့ဘုရားဘာသာတွေကအဟုတ်ကြီးထင်နေတတ်ကြတယ်အေးကောင်းပြီဒါကြောင့်စာပေထဲမှာဒိဋ္ဌိ62မျိုးဟောပေမဲ့အနည်းချက်မှတ်ရင်အဲ့ဒီ၄မျိုးမှတ်နိုင်တယ်လို့နားနေထားကြရမှာဖြစ်တယ်ဒါကြောင့်ဒီနေ့လူရှင်များနေ့တကွဓမ္မမိတ်ဆွေများအားလုံးဒိဋ္ဌိအကြောင်းတရားဒေသနာတော်ကိုနာယူမသားကြပြီးတော့အယူမှားခဲ့ရင် မဟုတ်တာကိုအဟုတ်ကြီးထင်အဟုတ်ဟုတ်တာကိုကျတော့မဟုတ်ဘူးထင်ပြီးတော့အကုသိုလ်တွေကိုပြုမိကြကြတယ်ကုသိုလ်တွေကိုကျတော့ခြောက်ရှားမိတတ်ကြတယ်လို့နားနဲ့သဘောပေါက်ကြပြီးတော့မိစ္ဆာအယူကင်းဝေးပြီးတော့မှန်ကန်သောအယူဖြင့်လောကအကျိုးသာသနာအကျိုးကိုတည်ဖို့နိုင်တဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးများဖြစ်အောင်ကိုယ်စီကိုယ်စီကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းအာသုအာ